ဒီနေ့ဧပြီလ18ရက်နေ့မှာကြာရောက်တဲ့မြန်မာနှစ်စန်းတရက်နေ့မှာလူသက်မှုမတိမ်းမှုမူးယစ်စေမတရားအသင်အဂတိတဘာဝပေးအကြမ်းဖက်မှုတိုက်ဖြတ်ရေးစတဲ့ပြစ်မှုတွေကအပတီစင်းဥရီတွေအရာပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့အကျဉ်းသားအကျဉ်းသူတွေကိုပြစ်ဒဏ်ရဲ့6ပုံ2ပုံလွန်ငင်းသက်သာခွင့်ပြုလိုက်တယ်လို့သိရပါဗျာ နာဆကောက်ကထာဟာမြန်မာနှစ်သက်မင်္ဂလာအခါသမယအထိမ့်မှန်အဖြစ်၎င်းပြည်သူလူထုနှလုံးစိမ်ဝင်အေးချမ်းစေဖို့နဲ့လူမှုရေးအရငင်းညာထောက်ထားသောအဖြစ်၎င်းနိုင်ငံတော်ရဲ့မြစ်တာနယ်စေတနာကိုနားလည်စေဖို့ရှိရှိသောအဖြစ်၎င်း2025ခုနှစ်ဧပြီ16ရက်နေ့မတိုင်မီလူသက်မှုမဒိမ့်မှု ပေါကွဲစီတက်သောဝိထုပစ္စည်းများအဥပဒေအရပြစ်မှုတွေမတရားအသိများအဥပဒေအရပြစ်မှုတွေ1898ခုနှစ်လက်နက်များအဥပဒေပုံမှ16စာလုံးအရပြစ်မှုတွေ1949ခုနှစ်လက်နက်အရေးပေါ်ပြစ်ဒဏ်စီရင်မှုယာယီအဥပဒေအရပြစ်မှုတွေ 1951ခုနှစ်လက်နက်ယာယီပြင်ဆင်ချက်အဥပဒေအရပြင်မှုတွေ1924ခုနှစ်ရှမ်းပြည်နယ်လက်နက်အမိန့်အရပြင်မှုတွေ2023ခုနှစ်လက်နက်ဥပဒေအရပြင်မှုတွေမူရင့်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရပြင်မှုတွေ ်တဘာဝဘေး NDA ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုတွေအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုတွေနဲ့အာဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုတွေကအပတည်စဲဥပဒေတရရဲ့အရပြစ်မှုတစ်ခုခုနဲ့ဆက်လင်းပြီးပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်အချုပ်ထောင်စခန်းအသီးသီးမှာပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသားအကျဉ်းသူတွေကိုရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၄၁ပုံမှန်ကွဲ၁အရ၎င်းတို့ကြားခံမှုကြံရှိတဲ့ပြစ်ဒဏ်ရဲ့၆ပုံတပုံကိုလွန်ငင်းသက်သာခွင့်ပြုလိုက်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ပါတယ်။